မင်္ဂလာပါရှင်မန္တလေးကင်းတက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးနေပြည်တော်ဝန်ကြီးဌာနရုံးပိုင်းတချို့ရန်ကုန်မြို့သို့ယာယီပြောင်းရွှေ့ရန်စီစဉ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့သို့ယာယီပြောင်းရွှေ့ရန်စီစဉ်နေကြဝန်ထမ်းများထံကသိရှိရပါတယ်ရန်ကုန်မြို့သို့ဝင်ကြီးဌာနတချို့ပြောင်းရွှေ့မိသတင်းများအပေါ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကငင်းဆန်ထားပါတယ် နေပြည်တော်တွင်ပြိုကျခဲ့သည့်ဝင်ကြီးဌာနအဆောက်အအုံများနှင့်ဝန်ထမ်းအင်အားများသည့်ပြန်လည်တည်ဆောက်ရန်အချိန်ယူရမည်ဖြစ်ရာနေရာထိုင်ခင်းဖြင့်အစိုးရရုံးများလုပ်ငန်းလေပတ်ရန်အခက်အခဲရှိနေပါသည် ဝန်ထမ်းအရာများလည်းပြောကြားသဖြင့်နေပြည်တော်ရှိဝန်ကြီးဌာနဝန်ထမ်းများဟာနေထိုင်ရေးခက်ခဲနေပြီးအများစုမှာစစ်ကောင်စီကချထားပေးတဲ့ယာယီတဲများတွင်နေထိုင်ရသလိုတချို့ဝန်ထမ်းများမှာဌာနအပြည့်အစုံများလာရောက်ရှင်းလင်းပေးရကကားပါကင်များမှာဖွင့်လှစ်ထားတဲ့ယာယီရုံးများမှာလုပ်ငန်းခွင်ဝင်ရောက်နေကြရကြောင်းသိရှိရပါသည်။ နောက်ထပ်သတင်းတပုတ်အနေနဲ့တရုတ်သမရာဤအရှိတောင်အာရှခီးစဉ်ကအမေရိကန်ကိုထိုးနှက်ရန်ရည်ရွယ်ဟုထရန့်ဆွဆွဲတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ကုန်သွယ်ရေးစစ်ပွဲပြင်းထန်နေချိန်တွင်တရုတ်သမ္မတရှီကျင်းဖြင့်အရှေ့တောင်အာရှနိုင်ငံများသို့၅ရက်ကြာခီးစဉ်သည့်အမေရိကန်ကိုထိခိုက်နစ်နာအောင်လှုပ်ဆောင်ရန်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကဆွဆွဲလိုက်ပါသည်။ရှီကျင်းဖြင့်ဟာ AB 15ရက်မှ18ရက်ထိအဆိုပါခီးစဉ်တွင်ဗီယက်နမ်မလေးရှားနှင့်ကမ္ဘောဒီးယားနိုင်ငံများသို့သွားရောက်မည်ဖြစ်ပါသည်။ရှဲနိုင်ငံများဟာထရန့်၏တံပြန်အခွန်တိုးမြင့်ခြင်းခံထားရသည့်နိုင်ငံများဖြစ်ပါသည်။ ရှိသည့်ဘီယန်နန်တို့ရောက်ရှိစဉ်ဂုံသွေးသဘောတူညီချက်များစွာကိုလက်မှတ်ရေးထိုးခဲ့ပြီးဒေတာရင်းဆက်ဆံရေးများခိုင်မာစေရန်အလေးထားပြောကြားခဲ့ကာ BNA ကွန်မြူနတီပါတီရဲ့တရင်ဆောင်မှာမှဂုံသွေးစစ်ပွဲတွေနဲ့အခုစစ်ပွဲတွေမှာဘယ်သူမှအနိုင်ရမှာမဟုတ်ဘူးပြီးတော့ကိုဂျိုးစီဝါကာကွယ်ရေးဝါရဟာဘာမှအကျိုးရှိလာမှာမဟုတ်ဘူးဟုသမရရှိချင်းဖြင့်ကရေးသားခဲ့ပါတယ် ထရန်ကရှီနဲ့ BNN ခေါင်းဆောင်များဟာအမေရိကန်အကျိုးစီးပွားကိုဆန့်ကျင်သည့်မဟာဗျူဟာများချမှတ်နေသည်ဟုဆွဆဲတော်လဲ၎င်းတို့ကိုအပြစ်မတင်ကြောင်းပြောကြားခဲ့ပါသည် ကျေးဥနိုင်ငံသည်145ရာခိုင်နှုန်းအထိမြန်မာသည်အခွန်နှင့်ရင်ဆိုင်နေရခြင်းတွင်အခြားကမ္ဘာနိုင်ငံများဟာယာယီသက်သာခွင့်ကာလတွင်ကင်းလွတ်ခွင့်များအတွက်ညှိနှိုင်းရန်အသေးအတန်ကြိုးပမ်းနေကြပါသည်မလေးရှားနိုင်ငံမှရောက်ရှိနေခြင်းရှီကတဖက်သက်ဝါရနှင့်ကိုဂျိုစီဘွားခုခံကာကွယ်ဝါရကိုဆန့်ကျင်ရန်တောင်းဆိုခဲ့ပြီးကျေးဥနိုင်ငံသည်တည်ငြိမ်သောကုန်သွယ်မိဖက်အဖြစ်ရှင်းလင်းပြောကြားခဲ့ပါသည် မရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်လာခြင်းကြောင့်နှစ်နိုင်ငံကြားဆက်ဆံရေးပြတ်တောက်သွားမည်ကိုစိုးရိမ်စရာမလိုကြောင်းအမေရိကန်ဘန်ဒါရေးဝန်ကြီးစကော့ဘက်ဆန်ကတနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြားတင်းမာမှုများမြင့်တက်လာပြီးနောက်ကုန်သွယ်ရေးစစ်ပွဲမှာအားပြိုင်မှုအမျိုးမျိုးကိုလှုံ့ဆော်လာကြရမှာသမရရှိချင်းဖြစ်သည့်အမေရိကန်နိုင်ငံမပါဝင်သောဥရောပသမဂ္ဂနှင့်ပုံမှုပူးပေါင်းဆောင်ရွက်မှုများလှုံ့ဆော်ရန်ကြိုးပမ်းခဲ့သလိုအမေရိကန်အစိုးရကလည်း လက်တန်အမေရိကန်အစိုးရများအားတရုတ်နိုင်ငံ၎င်းတို့၏ငွေရေးကြေးဆက်ဆံမှုများကိုလျှော့ချရန်တွန်းအားပေးလျက်ရှိပါသည်။တချိန်တည်းမှာပဲရှီကျင့်ဖင်ကလည်း EU လက်တန်အမေရိကတို့နဲ့ဆက်ဆံရေးနှက်ဆိုင်စီရန်တိုးမြင့်လှုံ့ဆော်နေကြောင်းသတင်းရရှိပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာနာသိမ့်မှုကြောင့်ဈေးတက်ရှားပါးနေသောပြည်လက်မျိုးကိုငလင်ပြီးပုံမလိုအပ်လာတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ီလန့်ပြည်ရှားပါခြင်းနဲ့အစမတန်ဈေးတက်နေခြင်းကစစ်တပ်အာဏာသိမ်းပွဲနဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်။ဒီပကဘာမှဘီလန့်ပြည်သွင်းစရာအကြောင်းမရှိဘူးဟုဗိုလ်ချုပ်မှုကြီးမယောင်လိုင်ကဆိုခဲ့ပြီးအာဏာသိမ်းပြီး6လခန့်အကြာမှာဒီပမှဘီလန့်ပြည်တင်းသွင်းခြင်းကိုစတင်ပိတ်ပင်ခဲ့ပါတယ်။ပြည်ရင်းထုတ်ဘီလန့်ပြည်များကိုသုံးစွဲစေပြီးနိုင်ငံခြားငွေချွေတာမည်ဟုစစ်ကောင်ဆောင်ကကြုံဝါခဲ့ပါတယ်။သို့သော ပြည်ရင်းမှဘီလက်မြေဆက်ယုံ16ယုံထဲမှ3ယုံထပ်မနေသည့်စစ်ပွဲများကြောင့်ထုတ်လုပ်မှုရပ်တန့်ခဲ့ပြီး နောက်ထပ်ဆက်ယုံ၅ယုံဟာလည်းငလင်ကြောင့်ထုတ်လုံးမှုရပ်တန့်သွားပါတယ်။အခြားတစ်ဖက်မှာလည်းငလင်ကြောင့်ထောင်တောင်းချီသည့်အဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးဘီလက်မြေလိုအပ်ချက်အဆမတန်မြင့်တက်လာနေပါတယ်။မလ28ရက်မြင်းကလေးအပြီးပြည်တွင်ဘီလက်မြေဈေးနှုန်းများသည်နှစ်ဆကန်ခုန်တက်သွားသလိုဝယ်ယူရန်လည်းခက်ခဲလာပါတယ်။ နိုင်ငံသားမှဘေးလက်မြေတင်းသွင်းခွင့်ပိတ်ပင်ထားခြင်းပြည်တွင်းဆိုင်ုံများရပ်တန့်နေခြင်းတို့ကြောင့်ငလျင်ပြီးပြန်လည်တည်ဆောက်ရေးအတွက်ဈေးကွက်လိုအပ်ချက်များလည်းမြင့်လာရာလာမယ့်လများအတွင်းဘေးလက်မြေရှားပါမှုအကြီးကျယ်ရင်ဆိုင်ရနိုင်ကြောင်းသိရှိရပါသည်။နောက်ထပ်သတင်းတပေါ်အနေနဲ့ဆေးဘက်အဖွဲ့ဆေးလုပ်ဖို့မြန်မာစစ်ကောင်စီရဲ့ခွင့်ပြုချက်စောင့်ဆိုင်းနေဟု မလေးရှားပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လူသားချင်းစာနာမှုမရှင်ဖြစ်မလေးရှားစစ်တပ်မှဆေးဘက်အရာရှိတွေကိုမြင်းကလေးဘေးသစ်မြန်မာနိုင်ငံသို့ဆေးလုပ်ဖို့မြန်မာစစ်ကောင်စီရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်နေတယ်လို့မလေးရှားစစ်တပ်က ပြောပါတယ်။ယာယီဆေးရုံတရုံတိဆောက်မဲ့ကုန်ကြစိတ်အားလုံးကြခံဖို့မလေးရှားအစိုးရကသဘောတူခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးမိုဟာမက်ခါလနော်ဒန်ကပြောပါတယ်။မလေးရှားစေဘက်အဖွဲ့ကလိုအပ်တဲ့ကြိုးတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးမကြာမီအဆိုပါအဖွဲ့ကိုမြန်မာနိုင်ငံသို့ဆေးလွှတ်မယ်လို့သူကဆက်ပြောပါတယ်။ ယာယီမြေပြင်စည်းရုံတိဆောက်မဲ့နေရာအတွင်းမြန်မာအာဏာပိုင်တွေရဲ့အတိအပြုချက်ကိုကျွန်တော်တို့စောင့်ဆိုင်းနေပါတယ်လို့၎င်းကသတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။မလေးရှားအစိုးရကမြင်းကလင်းထံသည့်မြန်မာနိုင်ငံသို့အဖွဲ့ဝင်35ဦးပါဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ဆေးလွတ်မယ်လို့သူကယမန်နေ့မှာပြောကြားခဲ့ပါတယ်။မြင်းကလင်းလှုပ်ခတ်ပြီးနောက်လူသားချင်းစာနာမှုမစ်ရှင်ဖြစ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟပ်ဆန်ဟာအေဘီလ9ရက်မှာမြန်မာနိုင်ငံသို့တရက်ကြာခရီးစဉ်သွားရောက်ခဲ့ပါတယ်။ မလေးရှားအစိုးရကမြန်မာနိုင်ငံသို့လူသားချင်းစာနာမှုအကူအညီဖြင့် ringgit စေတန်ထောက်ပံ့ခဲ့တယ်လို့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က မတ်လ30ရက်မှာပြောကြားခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်တရင်တပေါ်အနေနဲ့တကြံကာလထီလင်းစောနဲ့ဂန်ကောမျိုးနယ်တို့ကိုစစ်ကောင်စီကတိုက်လေရင်များဖြင့်ဇက်တိုက်ဘုံကျဲတဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်။ မကွေတိုင်းထီလင်းမြို့နယ်စောမြို့နယ်နဲ့ကံကောမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကတကြံကာလာတွင်လေးချောင်းဖြင့်ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းရောအလင်းတမ်းမှကိုမင်းတပ်သားကပြောကြားပါရယ်။ယနေ့အေဗီလ16ရက်နေ့တကြံအတက်နေ့မနက်9:30မိနစ်30အချိန်စောမြို့နယ်မြောက်ချမ်းတနေရာကို နေပြည်တော်အေလာလီတပ်မှတက်လာတဲ့ MiG 29တစီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါရယ်။ ဖုန်းလိုင်းအင်တာနက်လိုင်းတွေကခက်ခဲနေလို့ဘယ်လောက်ထိထိခိုက်သွားတယ်ပျက်စီးမှုရှိတယ်ဆိုတာက မသိရသေးပါဘူးစုံစမ်းနေတော့မှဟုရောလင်းတမ်းမှကိုမင်းတက်တာကပြောကြားကြောင်းသိရှိရပါတယ်အလားတူယမန်နေ AB 15ရက်နေ့နေ့လယ်ပိုင်းကလည်းထီးလင်းမြို့နယ်တနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကထီးလင်းမြို့တွင်ကို MI 17ထောက်ပို့ရဟတ်ရင်ဖြင့်လက်နက်ခဲယမ်းများလူရင်ယာများဖြည့်တင်းခဲ့တယ်လို့ ရောလင်းတမ်းမှကိုမင်းတပ်သားရဲ့ပြောကြားချက်အရသိရှိရပါတယ်တို့ပြည်ယနေ့အေဘီလ16ရက်နေ့မနက်9နာရီခန့်မှာဂံကောမြို့အခြေဆိုင်ခလာရ90တရင်မှာဂံကောမြို့မြောက်ဘက်ကိုလေကြောင်းကင်းထောက်ဒရုန်းများလွတ်တင်က ကင်းထောက်မှုများရှိခဲ့ကြောင်းထို့သောကင်းထောက်လွတ်တင်ခြင်းမှာလည်းဂံကောမြို့တွင်သို့ရဟတ်ရင်စစ်သက်ကစစ်ရင်အားများဖြစ်တင်းရန်လှုံ့ဆော်ခြင်းဖြစ်တယ်လို့သိရှိရပါသည် စစ်ကောင်စီတဟရောဒေတာကိုလေးချောင်းဖြင့်အချိန်မရွေးတိုက်ခိုက်လာနိုင်တာကြောင့်ပြည်သူများအနေဖြင့်လည်းလေးချောင်းတတိအမြဲရှိကြရန်နှင့်လူစုလူဝေးများမပြုလုပ်ကြရန်ဒေတာတွင် တော်လန်ရေးတပ်ဖွဲ့များကတတိပေးချက်များထုတ်ပြန်ထားကြောင်းသိရှိရပါသည်